ားကောင်းလို့ဆိုပြီးတော့တွဲစားလိုက်တယ်ပြီးရင်တော့ရှင်ပြည့်တယ်လို့လို့ဘိုက်ထဲမှာမအီမသာဖြစ်တယ်လို့လူတွေခန်းစားမှုကြမယ်ထင်ပါတယ်ဒီလိုမျိုးဘိုက်ထဲမှာမအီမသာဖြစ်နေတာကကိုယ့်ရဲ့နေစဉ်လှုပ်ရှားမှုတွေအပေါ်မှာတက်ရောက်မှုတွေရှိနိုင်ပါတယ်ဒါကြောင့်အစားတလုံးကြောင့်လည်းကိုယ့်ရဲ့နေစဉ်လုံလားဆောင်တာတွေကိုထိခိုက်မှုမရှိစေဖို့အတွက်ညီမအခုပြပေးသွားမယ်အစားစာတွေကိုတွဲမစားမိစေဖို့အတွက်တတိထားပေးရပါမယ်ရှင်ဒီတော့ဘလို့အစားစာတွေဖြစ်မလဲဆိုတာကိုဒီဗီဒီယိုထဲမှာကြည့်လိုက်ကြရအောင်နော်ဗီဒီယိုလေးမစခင်မှာညီမရဲ့ channel လေးကို subscribe လုပ်လို့အတင်း subscribe လုပ်ပြီးတော့ဘေးနားလို့ဒီဘဲလူလည်းနှိပ်ခဲ့ပေးပါမယ်ရှင် ထမဆုံးတွဲမစားတဲ့အစားအစာတစ်ခုကတော့အချိုစာနဲ့အရက်ပဲဖြစ်ပါတယ်။အရက်ထောက်တဲ့အခါမှာတစ်တီဒါမှမဟုတ်ဟင်းသီးဟိရွက်တမျိုးမျိုးနဲ့မြည်တာအကောင်းဆုံးပါပဲ။အရက်ကိုအချိုစာနဲ့တွဲမစားမိဖို့အတွက်သတိထားသင့်ပါရဲ့နော်။ဘာလို့လဲဆိုရင်အကိုဟောကအချိုတော့ပြေးဝစီအဖြစ်ပြောင်းလဲစေတတ်တဲ့အတွက်ကြောင့်မို့လို့ခန္ဓာကိုယ်မှာအဆီဘိုတွေစုဆောင်လာတတ်ပါရဲ့ရှင်။ နောက်တစ်မျိုးကတော့ကြက်ဥဘဲဥနဲ့အသားကြော်ပဲဖြစ်ပါတယ်။ဒီနှမျိုးကိုတွဲစားတာကအစာရင်ကိုတော်တော်လေးဝင်ပြီးစင်နိုင်ပါတယ်နော်။ပရိုတင်းကိုအခြေပြတဲ့နေရာမှာပုံမှန်ထက်ပိုပြီးတော့အချိန်ပိုယူရတဲ့အတွက်ကြောင့်မို့လို့ဒီနှစ်ခုကိုတွဲမစားစီစဉ်တာပါ။ဒါကြောင့်အသားကိုကြက်ဥဘဲဥလိုနဲ့တွဲစားမယ်အစာဟင်းသီးဟိရွက်ကြော်တစ်မျိုးမျိုးနဲ့တွဲစားလိုက်တာကအကောင်းဆုံးပါပဲရှင်။ ကတော့ cheese နဲ့ပဲအမျိုးမျိုးပဲဖြစ်ပါတယ်ဒီနောက်ခုကိုတွဲဆလိုက်တဲ့အခါခေါင်းထဲမှာညှိစစ်စီဖြစ်လာရဘိုက်မှာလေထိုးလေအောင်ဖြစ်လာတာမျိုးတွေခံစားရတတ်ပါတယ်အဲ့ဒါအပြင်ဒီနောက်ခုကိုတွဲဆလိုက်တာကအစာချေစနစ်ကိုပြင်းပြင်းထန်ထန်လေ့ကျင့်ခံလုပ်ခိုင်းတဲ့လိုမျိုးတွေတက်ရောက်ပါတယ်ဒါကြောင့်노ထွက်ပစ္စည်းတွေနဲ့ပဲအမျိုးမျိုးကိုတွဲမဆမိစေဖို့အတွက်တတိထားတင်ပါတယ်ရှင် နောက်တစ်မျိုးကတော့အစားအစာနဲ့ရှေးပဲဖြစ်ပါတယ်။မဖြစ်နိုင်လို့မတွေးပါနဲ့နော်။ထမင်းစားနေပဲဖြစ်ဖြစ်အစာစားနေပဲဖြစ်ဖြစ်ရှေးကိုမတောက်တင်ပါဘူး။ထမင်းစားပြီးတော့နိုင်ဝဲလောက်ကြမှာရှေးတောက်တာအကောင်းဆုံးပါပဲ။ဒီလိုမှမဟုတ်ဘူးဆိုရင်အစာချေအဆစ်အားပြော့သွားပြီးတော့အစာချေပြရခြင်းကပုံမှန်ထပ်ပို့ပြီးတော့ကျသွားနိုင်ပါတယ်ရှင်။ နောက်တစ်မျိုးကတော့ကိုလာနဲ့ပီဇာပဲဖြစ်ပါတယ်ပီဇာကကစီဒန့်နဲ့ပရိုတင်းပါဝင်မှုပမာဏတွေမြင့်မားသလိုကိုလာကလည်းအချိုဓာတ်ပါဝင်မှုတွေမြင့်မားပါတယ်ဒီနောက်ကိုတွဲဆတာကကျန်းမာရေးကိုတော်တော်လေးထိခိုက်စေတဲ့အနေအထားပဲဖြစ်ပါတယ်အဲ့ဒါအပြင်အစာချေစနစ်ကိုအနှောက်အယှက်ဖြစ်စေနိုင်သလိုသွေးရင်းတကြားဓာတ်ပုံမှာလည်းတက်ရောက်မှုတွေရှိစေနိုင်ပါတယ်ရှင် ောက်တစ်ချက်ကတော့ထမင်းစားပြီးတည်တည်အချိုတက်ရပဲဖြစ်ပါတယ်။ဒါကတော့မှားရင်းနေတဲ့စားသောက်မှုအလေးအထားတစ်ခုပဲဖြစ်ပါတယ်။ထမင်းစားပြီးရတဲ့အခါမှာတည်တည်အချိုတက်တာကအခုဆိုရင်အလေးချင်းတစ်ခုလိုတော့ဖြစ်နေကြပါပြီနော်။ဒါပေမဲ့မစားနဲ့လို့ပြောပြစီရှင်။တည်တည်ကအစာချေလွယ်တယ်ဆိုပေမဲ့လည်းထမင်းစားလိုက်တဲ့အခါမှာပါဝင်လာတဲ့ဒီပရိုတင်းတွေအဆီတွေနဲ့ကာဘိုဟိုက်ဒရိတ်တွေကတော့အစာချေဖို့မလွယ်ပါဘူး။ဒါကြောင့်ကိုစားလိုက်တဲ့တည်တည်တဲ့အချိုတက်တွေကအစာရင်ထဲမှာအချိန်ကြာမြင့်စွာတည်ရှိနေမှာဆိုလို့ရှိရင်အစာရင်ထဲမှာအချိန်တက်ပေါက်ပြီးတော့ဖျောက် ပိုင်းနာတာတွေဖြစ်စေနိုင်ပါတယ်ရှင်။ ောက်ဆုံးတစ်မျိုးကတော့စိတ်သားနဲ့ပစုံဝဲဖြစ်ပါတယ်ပုံမှန်ဆိုရင်ဒီနှမျိုးကိုတွဲချက်တာခဲပါတယ်ဒါပေမဲ့မိသားစုလိုက်အပြည့်မှာညစာထွက်စားရပဲဖြစ်ဖြစ်ပူပေးသွားစားရပဲဖြစ်ဖြစ်ပေါ့နော်အခါမျိုးဒီမှာဆိုလို့ရှိရင်ဒီအစားသားနှမျိုးတွဲစားမိနိုင်ပါတယ်ဒီနှမျိုးကိုတွဲစားလိုက်တဲ့အခါမှာဆိုရင်အစာချေစနစ်ကိုအနှောက်အယှက်ဖြစ်နိုင်ပြီးတော့အစာမကြည်ရလူမျိုးပြဿနာတွေဖြစ်နိုင်ပါတယ်ဒါကြောင့်အစာတစ်လုံးကြောင့်ဒုက္ခမရောက်စေဖို့အတွက်ညီမခုပြပေးခဲ့တဲ့အစားအစာတွေကိုတွဲမစားမိစေဖို့အတွက်တတိထားတင်ပါတယ်ရှင်ညီမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာ 别离咱们了。